မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းအဆက်မှာရှိတဲ့မိုးထီတောင်တပ်စခန်းမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်တပ်ကဒုတက်ချက်တအုပ်အပါအဝင်၃ဦးသေဆုံးကခမရ96က ဘုံမူနန်ဦးပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ15ရက်နေ့မနက်7:00နာရီကအချိန်ကစတင်ပြီးတော့မိုးထီတောင်မှရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းမှာတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီးစစ်တပ်ဘက်ကနေပြည်တော်အီလာလီရက်ကနေ YAK-130 တိုက်လေယာဉ်နှစ်စီး MiG-29 လေယာဉ်တို့နဲ့ ်ဘုံကျဲပြီးတော့ခုခံခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကခမရ96တိုင်ရင်ကတပ်သားထွန်းလင်းခမရ96တိုင်ရင်ကတပ်သားအာကလင်းနဲ့ခရရနှစ်ခရမ်းမီးကြောင့်တိုင်ရင်ကဒုတကြတင်ပေါင်းတန်းတို့တင်ဆုံသွားတယ်လို့သိရပါတယ်ဒါ့အပြင်တိုက်ပွဲအတွင်းမှာခမရ96တိုင်ရင်ကဘုံမူးစဘူးထောညာလက်ခုံကြီးဖောက်တိုင်ရရရှိခဲ့ပြီးတော့ကပ္ပစ9ကဗိုလ်ကြီးကောင်းထက်သောဘဲညာချီတလုံးတွေမှာဘုံစာထိမှန်ခဲ့ပြီးခမရ96တိုင်ရင်ကဘုံမူးနန်းဦးအဆက်အသွယ်ပြတ်တောက်နေကတပ်သ သား25ဦးထက်မနည်းဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲများဟာဆက်လက်ဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေတယ်လို့သိရပါတယ်။မိုးထီတောင်အရှိတ်ချမ်းမှရှိတဲ့ပကံခွဲနေရာမှာလည်းစင်တဲကပ္ပဆာ3ကဒူမူကြီးညီညီထွန်းဦးစီးတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကအသည့်နေရာယူထားပြီးတော့လေထီးစက်တပ်3စီးကိုအဆင့်တက်ပြင်ဆင်ထားတော့လဲအောက်ကနေပြစ်ချခံရမှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်လက်ရှိအချိန်ထိတိုက်ခိုက်မှုမရှိသေးဘူးလို့သိရပါတယ်။ မိုးထီတောင်စစ်ခွေးစခန်းမှာ15ရက်နေ့မနေ့ကလေးကတိုက်ပွဲဖြစ်နေတာစစ်ခွေးတုံးကောင်တည်တယ်တိုက်ပွဲကဆက်ဖြစ်နေတုံးဆိုတော့လက်ရှိမြေပြင်အခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေတုံးမှာပဲဘုံမှုစပူထုံးနဲ့ဗိုလ်ကြီးကောင်းထက်စော်လဲဒဏ်ရာတွေရထားတယ်စစ်ခွေးဒဏ်ရာရတာတော်တော်များတယ်လေရင်ကတော့ဇက်တိုက်ကိုကျဲနေတာ လေထီးစက်တက်တွေကသူတို့ကြိုတင်ပြင်ဆင်ထားပေမဲ့လဲထုတ်သုံးတာတော့မတွေ့သေးဘူးပြစ်ချက်ခံရမှာကိုကြောက်လန့်နေတယ်လို့လည်းသိရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်များကပြောဆိုထားပါတယ်မိုးထီတောင်မှာစစ်ကောင်စီကအုံပြုနေတဲ့21 channel drone guard ဟာအေအေကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့ပျက်စီးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်နဲ့မကွေးတိုင်းငဖဲမြုံနယ်အစပ်မှာပိတ်မိနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလာရ55ဆက်ကြောင်းကဘုံမူးကြော်ဆုံးနိုင်ဟာစနိုက်ပါထိမှန်ပြီးတော့တင်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့ရခိုင်ပြည်နယ်အမ်းမြုံနယ်နဲ့မကွေးတိုင်းငဖဲမြုံနယ်အစပ်မှာပိတ်မိနေတဲ့ခလာရ55တရင်ကဘုံမူးကြော်ဆုံးနိုင်ဟာစနိုက်ပါထိမှန်ပြီးတော့တင်ဆုံသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘုံမူးကြော်ဆုံးနိုင်ဦးစီးတဲ့စစ်ကြောင်းဟာ တောတွင်းထဲမှာပိတ်မိနေတာဟာလနဲ့ချီပြီးတော့ကြာမြင့်နေပြီလို့သိရပါတယ်။ဘုံမှုကြော်ဆုံနိုင်တေဆုံချောင်းကို၎င်းနဲ့အတူတောထဲမှာပိတ်မိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကတရင်ကိုဖုန်းနဲ့ဆက်သွယ်အကြောင်းကြားပြောဆိုခဲ့ခြင်းဖြစ်ပြီးတော့မိသားစုဝင်များကိုအတိပေးခြင်းရှိမရှိကိုတော့မသိရသေးကြောင်းပြောပါတယ်။ဘုံမှုကြော်ဆုံနိုင်ဟာဘကိုးတိုင်းကြောက်ကြီးဇာတိဖြစ်ပြီးတော့ရခိုင်ပြည်ကိုပုတ်ခတ်လိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။ခလာရ15ကဘုံမှုကြော်ဆုံနိုင်ရခိုင်မှာစနိုက်ပါမှန်ပြီးတေပြီလို့သိရတယ်။ ်သူကပဲခိုးကြောက်ကြီးဇာတိပါရခိုင်ကိုအပုတ်ခံရပြီးမနေ့ကမှတေးတယ်ကြားတယ်သူတို့ကရခိုင်မှာပိတ်မိနေတာကြားပြီးတေးတာကတော့မနေ့ကမှစနိုက်ပါမှန်ပြီးတေးတာ သူ့အပြင်နောက်ထပ်ပိတ်မိနေတဲ့စစ်သားတွေရှိနေသေးတယ်။သူတည်တဲ့သတင်းကသူနဲ့အတူတောထဲတောင်ထဲမှာပိတ်မိနေတဲ့သူ့ရဲ့နောက်လိုက်စစ်သားတွေလှမ်းပြီးသတင်းပို့လို့သိရတာလို့တပ်တွင်းသတင်းရေးမြစ်ကပြောကြားထားပါတယ်။ခလာရ15ဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်ပြီးတော့ကချင်ပြည်နယ်မုံညင်းမြို့နယ်မှာအခြေစိုက်ထားတယ်လို့သိရပါတယ်။စစ်ကောင်စီကရခိုင်ဘက်ကိုစစ်ကူစစ်ကြောင်းများစီလွတ်ရမှာတိုက်ခိုက်ရေးတပ်များလက်ရုံးတပ်များပြည်သူစစ်များ စစ်မှုထမ်းတပ်သားတဲ့များကိုစုပေါင်းပြီးတော့စစ်ကြောင်းပုံစံဖွဲ့စည်းပြီးတော့ဆေလွတ်နေတယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကောင်စီကရခိုင်ပြည်နယ်အမ်းမြို့နယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပြန်လည်ထိုးစစ်ဆင်ရန်မကွေးတိုင်းငဖဲမြို့နယ်အမ်းပရန်ကားလန်ကနေတဆင်စစ်ကူစစ်ကြောင်းများကိုဇက်တိုက်ဆေလွတ်နေရှိတယ်လို့သိရပါဗျ။အများစုသောစစ်ကြောင်းများဟာတော်လိုင်းတပ်များရဲ့ချိန်မုံချင်းကိုခံခဲ့ရပြီးတော့စစ်ကြောင်းလိုက်ပြစီမှုများလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းဗဒောင်းမြို့နယ်မှာအချမ်းပတ်စစ်တပ်ကမူရဲစေဝါရောင်းဝယ်ဖြန့်ဖြူးမှုနဲ့ဖမ်းဆီးထားတဲ့ PKI ဒုတိယရဲတပ်ဖွဲ့မှုရဲမှုမောင်မောင်မြင်ဗဒောင်းမြို့နယ်ရဲမှုတန်းလွင်နဲ့ရဲအုပ်အောင်ကျော်စိုးတို့ကိုထောင်ဒဏ်များချမှတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ15ရက်နေ့ကနေပြည်တော်ရဲချုပ်ဦးစီးတဲ့ရဲအထူးတရားရုံးက PKI ဒုတိယရဲတပ်ဖွဲ့မှုရဲမှုမောင်မောင်မြင်ကိုထောင်ဒဏ်ဆယ်နဲ့ဗဒောင်းမြို့နယ်မှုရဲမှုတန်းလွင်ကိုထောင်ဒဏ်9နှစ်နဲ့ရဲအုပ်အောင်ကျော်စိုးကို ထောင်ဒဏ်6နှစ်ချမှတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရဲအရာရှိ3ကိုအချက်မဲ့စစ်တပ်ကဖမ်းဆီးအရေးယူတော့လဲမြေပြင်မှာမူရဲစေဝါတွေရောင်းဝယ်ဖောက်ကားမှုအကြီးအကျယ်လှုပ်ဆောင်နေတဲ့မူရဲဂိုင်းများကိုတော့စစ်တပ်ကဖမ်းဆီးခြင်းမရှိဘူးလို့သိရပါတယ်။ PKI ဒုတိယရဲတပ်ဖွဲ့မှုကို10နှစ်ဗရောင်းမြို့နယ်ရဲတပ်ဖွဲ့မှုကို9နှစ်နဲ့ရဲအုပ်အောင်ကျော်စိုးကို6နှစ်ရဲစည်းကမ်းဥပဒေနဲ့အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။ ်နောက်ထပ်စေးမှုနဲ့အမှုတွေထပ်ပြီးရင်ဆိုင်ရအောင်မယ်လို့လည်းသိရပါတယ်ဘဏ္ဍမှုကြံသေးလဲတော့မသိဘူးစစ်ခွေးတွေကမြေပြင်မှာမူရဲစေးဝါးရောင်းဝယ်ဖောက်ကားတာအကြီးအကျယ်လုပ်နေတဲ့သူတွေကြတော့မဖမ်းဘူးရဲသုံးယောက်ကတော့ငွေချေးခွဲဝေတာတွေပြဿနာဖြစ်ပြီးအဝေးမတက်လို့ဖမ်းတာလို့ရဲသတင်းအရေးမြစ်ကပြောဆိုထားပါတယ်2024ခုနှစ်ဇော်လ16ရက်နေ့ကပြည်ခရိုင်ဗဒောင်းမြို့နယ်ရွှေပြည်သာကြီးရွာမှာတန်မိုးငွေကျပ်1.4ဘီလီယံတန်မိုးရှိတဲ့စိတ်ကြွယူသက်ဆေးပြားပေါင်း17.6သိန်းပြားကိုစစ်ကောင်စီကဖမ်းဆီးရရှိပြီးတဲ့နောက်အဲ့ဒီမူရဲစေး ဝတည်ယူမှုမှာပါဝင်တဲ့ရဲအရာရှိ၃ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။2024ခုနှစ်နိုဝင်ဘာလအတွင်းမှာ PKI ဒုတိယရဲတပ်ဖွဲ့မှူးရဲမှူးမောင်မောင်မြင်ဗရောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတန်းလွင်ဗရောင်းမြို့မှာရဲစခန်းမှူးဒုတိယရဲမှူးတင်မောင်နိုင်နဲ့ရဲအုပ်ဗလာအောင်ကျော်စိုးတို့ကိုစစ်ကောင်စီကဖမ်းဆီးခဲ့ပြီးတော့ရဲချုပ်ဦးဆောင်ပါဝင်တဲ့ရဲအထူးတရားရုံးနဲ့စစ်ဆင်းနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာစောက်လို့ရေးဝင်ကြီးဌာနကလက်ထောက်ညွှန်ကြားရေးမှူးတန်းထွန်းဖမ်းဆီးခံလိုက်ရပြီးတဲ့နောက်အကြမ်းဖက်ဆက်တပ်ကရှမ်းပြည်နယ်လမ်းဦးစီးဌာနကညွှန်ကြားရေးမှူးကြော်ကြော်ဝင်းကိုစုံခုံဖွဲ့ပြီးတော့စစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ6ရက်နေ့ကရွှေတောင်မြို့ကနေပြီးတော့တောင်ကြီးမြို့ကိုပြန်လာတဲ့ရှမ်းပြည်နယ်စောက်လို့ရေးဝင်ကြီးဌာနလမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့ကလက်ထောက်ညွှန်ကြားရေးမှူး AD တန်းထွန်းကိုရန်ကုန်မန္တလေးအမြန်လမ်းမှာရှိတယ်။မိုင်းတိုင်အမှတ်262မှာတော်လိုင်းတပ်ဖွဲ့များကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးခံရပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကရှမ်းပြည်နယ်လမ်းဦးစီးဌာနကညှို့ကြားရေးမှုကြော့ကြော့ဝင်းနဲ့ရုံးအုပ်တို့ကိုစုံခုံဖွဲ့ပြီးတော့စစ်ဆဲမှုများပြုလုပ်နေတယ်လို့သိရပါတယ်။လက်ထောင်ညှို့ကြားရေးမှုတန်းထွန်းဖမ်းဆီးခံရမှုအတွက်ညှို့ကြားရေးမှုကြော့ကြော့ဝင်းမှာတာဝန်ရှိတယ်ဆိုပြီးတော့စစ်တပ်ကစုံခုံဖွဲ့ပြီးတော့စစ်ဆဲနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်တော်လိုင်းတပ်ဖွဲ့များရဲ့ဖမ်းဆီးခြင်းကိုခံရပါက သက်ဆိုင်ရာဌာနများအနေနဲ့ဘာအကူအညီမှမပေးနိုင်တဲ့အတွက်မိမိရဲ့လုံခြုံရေးကိုသတိရှိရှိထားပြီးတော့တွာလာကြရန်စစ်ကောင်စီကဝန်ကြီးဌာနဆိုင်ရာများကိုညွှန်ကြားချက်များပေးထားတယ်လို့သိရပါတယ်။တန်းထွန်းကရွှေတောင်ကနေတောင်ကြီးကိုအပြန်လမ်းမှာတော်လိုင်းရဲဘော်တွေရဲ့စစ်ဆေးခြင်းကိုခံရပြီးတော့အဖမ်းခံလိုက်ရတာပါ။ အခုဆိုရင်ရှမ်းပြည်နယ်လမ်းဦးစီးကြီးကြပ်ရေးအဖွဲ့ညွှန်ကြားရေးမှူးကျော်ကျော်ဝင်းနဲ့သူ့ရဲ့ရုံးအုပ်ကြီးတို့စုံကုံဖွဲ့ပြီးတော့စစ်ဆေးခံနေရတယ်လို့စောက်လေဝင်ကြီးဌာနသတင်းရင်းမြစ်ကပြောကြားထားပါတယ်။အလားတူပဲ2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်အမှတ်262မှာမိသားဦးစီးဌာနကညွှန်မှုရွှေဘားနဲ့ဒေါခင်ရွှေရွှေဒီဇင်ဘာလ31ရက်နေ့မှာစစ်ကောင်စီရဲ့ထောက်ပို့တပ်ကတက်ကြတအူပြူစောထီတအူကပ္ပဆစစ်သားတအူနဲ့ ဗိုလ်ကြီးတုံးရဲ့ဇနီးဖြစ်သူဒေါ်ယူယူခိုင်တို့ကိုဖမ်းဆီးခဲ့ကြောင်းအောင်ဆန်းစလတ်နတ်မောက်တာဝန်ခံဘာမတိကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမြောက်ရီမှာခူအောင်းနေတဲ့နေဆက်ဖြတ်ကျော်လူကုန်ကူးမှုတိတံလှုပ်ဆောင်နေတဲ့ရာဇဝဲဂိုင်းများကိုတဲလွန်စားအရာဖော်ထုတ်တွေ့ရှိရပြီးတော့ အထူးတိုက်ဖြတ်အချိန်မုံရည်တွေလှုပ်ဆောင်သွားမယ်လို့တရုတ်အစိုးရကကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံကျေးဇူးလုံခြုံရေးအဖွဲ့အစည်းကထိုင်းမြန်မာနယ်စပ်မှာအဆက်အသွယ်ပြတ်တောက်ပြီးတော့ပိတ်မိနေတဲ့တရုတ်နိုင်ငံသားများကိုအစွမ်းကုန်ကယ်ဆယ်ပြီးတော့အမှုစုံစမ်းစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။မကြသေးမီကတရုတ်တရုတ်ဆောင်တရုတ်မိအလပညာရှင်အပါအဝင်တရုတ်နိုင်ငံသားများစွာဟာထိုင်းမြန်မာနယ်စပ်ကိုလိမ့်လေခေါ်ဆောင်ခံရပြီးတဲ့နောက်အဆက်အသွယ်ပြတ်တောက်ပိတ်ဆို့နေမှုဟာ လူမှုအတိုင်းအဝိုင်းရဲ့အထူးအာရုံစိုက်ခြင်းကိုခံနေရတယ်လို့သိရပါဗျ။အဲ့ဒီကိစ္စရဲ့အပေါ်တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကများစွာအလေးထားပြီးတော့ပြည်ပကိုရောက်ရှိပြီးအဆက်အသွယ်ပြတ်တောက်ပြီးတော့ပိတ်မိနေသူများရဲ့အခြေအနေတွေကိုဗတ်စုံခွဲခြားစိတ်ဖြာမှုတွေလှုံ့ဆော်ရန်သက်ဆိုင်ရာဒေသတွင်းပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကိုလင်းမြန်စွာဖြန့်ကျက်စီမံထားပြီးတော့ပြည်ပအခြေစိုက်တန်ယုံနဲ့ကောင်စစ်ဝင်ချုပ်ယုံစတဲ့သက်ဆိုင်ရာဌာနများနဲ့ တက်ကြွစွာတွဲဖက်ပြီးတော့လူကယ်ဆယ်ရေးနဲ့အမှုစုံစမ်းစစ်ဆေးခြင်းများကိုလည်းလှုပ်ဆောင်လျက်ရှိတယ်လို့စင်ဝါကသတင်းဖော်ပြထားပါတယ်။လက်ရှိမှာတရုတ်နိုင်ငံသားတချို့ကိုအောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီးတော့တရုတ်နိုင်ငံကိုဘေးကင်းစွာပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။လက်တလုံးမှာတရုတ်နိုင်ငံရဲ့မော်ဒယ်တဦးဟာလည်းထပ်မံပြီးတော့ထိုင်းမြန်မာနယ်စပ်ကနေတဆင်မြန်မာနိုင်ငံမြဝတီအပိုလိုဆုံးအပိုလိုပတ်ကိုပို့ဆောင်ခံခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဝမ်ယခိုင်ရွှန်စတဲ့ဆက်သွယ်ရေးလိန်ညာမှုဇုံများကို ထပ်မံပြီးတော့ရောင်းစားခံခဲ့ရကြောင်းစင်းဝါသတင်းဌာနကဖော်ပြထားပါတယ်တရုတ်ပြည်သူလုံခြုံရေးအဖွဲ့အစည်းကအဆက်အသွယ်ပြတ်တောက်ပိတ်ဆို့နေသူများကို အစွမ်းကုန်ရှာဖွေကယ်ဆယ်တဲ့တစ်ချိန်တည်းမှာအမှုစုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများကိုလည်းတပြိုင်တည်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်မြန်မာနိုင်ငံမြောက်ဝတီမှာခိုးအောင်နေပြီးတော့နေဆက်ဖြတ်ကျော်လူကုန်ကူးမှုတီးတန့်လှုပ်ဆောင်နေတဲ့ရာဇဝဲခိုင်းများကိုလည်းတဲလွန်စားအယဖော်ထုတ်တွှေ့ရှိခဲ့ကြောင်းသိရပါတယ်2024ခုနှစ်ဒီဇင်ဘာလကစပြီးတော့မြောက်ဝတီအခြေစိုက်အဲ့ဒီရာဇဝဲခိုင်းကဝီချက်ကနေတဆင်းတရုတ်ဆောင်မော်ဒယ်ရိုက်ကူးရဲ့အဖွဲ့ဝန်ထမ်းများကိုအလုတ်ခေါ်တယ်ဆိုပြီးတော့အချက်လက်အတုများကိုထုတ်ပြန်ကလာရောက်ရန်ဆန္ဒရှိတဲ့သူတွေအတွက်လေရင်လက်မှတ်ဝယ်ပေးခြင်း ဟိုတယ်ဘုတ်ကင်များကိုလုပ်ပေးခြင်း၊ကားစီစဉ်ပေးခြင်းစတဲ့နီလန်းများနဲ့အဲ့ဒီလူများကိုထိုင်းနိုင်ငံပြည်တွင်းကိုလိမ်လည်ခေါ်ဆောင်ပြီးတဲ့နောက်မြန်မာနိုင်ငံမြောက်ပိုင်းကိုထပ်မံပို့ဆောင်ကဆက်သွယ်ရေးလိမ်ညာမှုဇုံတွေကိုလူကုန်ကူးခဲ့တယ်လို့သိရပါတယ်။မကြသေးမီကအွန်လိုင်းပေါ်မှာပေါ်ထွက်လာတဲ့တပ်ဆိုင်ရာလူပုဂ္ဂိုလ်များပြည်ပမှာအဆက်အသွယ်ပြတ်တောက်ခြင်းပိတ်မိနေခြင်းများအမှုများဟာ အဲ့ဒီရာဇဝဲဂိုင်းနဲ့ပတ်သက်နေကြောင်းသိရှိရပါတယ်လက်ရှိမှာပြည်တွင်းပြည်ပပြင်းမှုကျူးလွန်နေလို့တန်တရားရှိသူစစ်နှံဦးကိုတရုတ်ထိုင်းရဲတပ်ဖွဲ့ဝင်များကပူးပေါင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီးတော့တပ်ဆိုင်ရာအမှုစုံစမ်းစစ်ဆေးရေးနဲ့အခြားပြင်းမှုကျူးလွန်နေလို့တန်တရားရှိသူများကိုလည်းလိုက်လံဖမ်းဆီးလျက်ရှိတယ်လို့သိရပါတယ်မကြသေးမီကပြည်ပမှာအဆက်အသွယ်ပြတ်တောက်ပိတ်ဆို့နေသူများရဲ့မိသားစုဝင်များကအကူအညီတောက်ခံခဲ့တဲ့အချက်လက်များတင်ပြမှုများနဲ့ဆက်လင်းပြီးတော့တဲလွန်စားများကိုဗတ်ဆောင်ခွဲခြမ်းစိတ်ဖြာပြီးစုံစမ်းစစ်ဆေးရေးလုပ်ငန်းများကိုအချိန်မီလှုပ်ဆောင်ရန် တပ်ဆိုင်ရာဌာနကအဆက်အသွယ်ပြတ်တောက်နေတယ်။ပိတ်မိနေတဲ့သူတွေကိုစောရင်စွာရှာဖွေကယ်ဆယ်ရေးအတွက်ဗတ်စုံညှိနှိုင်းရေးတွေလှုပ်ဆောင်ရန်တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကဒေသတိတိမှရှိတဲ့ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကိုဖြန့်ကျက်ပြီးတော့စီမံထားတယ်လို့သိရပါတယ်။ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက နေဆက်ဖြတ်ကျော်ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုများကိုပြင်းထန်စွာဖိအားပေးဆက်လက်တိုက်ဖြတ်လျက်ရှိရာမြက်ချေမပြတ်စောင့်ကြည့်ပြီးတော့အထူးတိုက်ဖြတ်ရေးလှုံ့ဆော်မှုများကိုနှက်ဆိုင်စွာဖော်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်နိုင်ငံတကာတရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ပြီးတော့ပြည်ပဆက်သွယ်ရေးလိမ်ညာမှုလှုံ့ဆော်နေတဲ့စခန်းများကိုအစွမ်းကုန်ချိန်မုံသွားမှာဖြစ်တယ်လို့သိရပါတယ်။ရာဇဝဲဂိုင်းယင်းဤမြုံနံသူအမောင်ကန်အဖွဲ့ဝင်များကိုလည်းအစွမ်းကုန်ရှာဖွေပေါ်ထုတ်ဖမ်းဆီးပြီးတော့ပိတ်မိနေသူများကိုအစွမ်းကုန်ညှိနှိုင်းပြီးတော့ကယ်ဆယ်သွားမှာဖြစ်ကြောင်း တရုတ်ဆင်ဝါသတင်းဌာနကပြောဆိုထားပါတယ်ပြည်ပကလူလိန်ခန်းများရဲ့လာဇာမြင့်အလုတ်နေစားငိမ်လေရင်လက်မှတ်ပေးတယ်အကြိုပုတ်တီးတန့်စီစဉ်ပေးတယ်စတဲ့ဆွဲဆောင်ခြင်းများသို့မဟုတ်စီးပွားရေးလုပ်ငန်းလေးလာမှုအခမဲ့ခရီးသွားလေပတ်မှုစတဲ့ခေါင်းစဉ်များနဲ့တရုတ်နိုင်ငံပြည်တွင်းကလူတွေကိုပြည်ပကိုလိန်လေခေါ်ဆောင်ကတရားမဝင်ထိန်းချုပ်ပြီးတော့စက်သွေးရေးအွန်လိုင်းလိန်လေမှုစတဲ့ပြစ်မှုများကိုကျူးလွန်ရန်ခိုင်းစေမှုများကိုတရိပ်ထားရန်တရုတ်ပြည်သူလုံခြုံရေးအဖွဲ့အစည်းကတရိပ်ပေးထားပါတယ် တရားမဝင်ပြစ်မှုကျူးလွန်တဲ့ထောင်ချောက်အတွင်းကိုကြားရောက်ချင်းကနေပြီးတော့ရှောင်ကျင်ကြရန်အများပြည်သူတွေအနေနဲ့သတိကြီးကြီးထားကလုံခြုံရေးကြိုတင်ကာကွယ်မှုများကိုမြင့်တင်ရန်နိုင်ငံခြားလာသာမြင့်အလုတ်ခေါ်ယူခြင်းမလုံများကိုအလွဲတကူမယုံကြည်ကြရန်တရုတ်နိုင်ငံပြည်သူလုံခြုံရေးအဖွဲ့အစည်းကသတိပေးချက်ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်မြန်မာနိုင်ငံမြောက်ပြည်မြို့နယ်အတွင်းမှာရှိတဲ့ရွှေကုတ်ကိုမြို့အပါအဝင် လောင်းကစားဇုံမြို့နေရာများမှာကြားဖြန့်ငွေလိမ်ခိုင်းများဟာ စစ်ကောင်စီလက်အောက်ခံဗိုလ်မှူးကြီးစောချက်သူဦးဆောင်တဲ့ BGF တပ်ဖွဲ့အများရဲ့ကာကွယ်စောင့်ရှောက်မှုနဲ့လုပ်ငန်းလေပတ်နေခြင်းဖြစ်ကြောင်းတရေရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးပြန်အန်ဒီကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျမ်းမာပျော်ရွှင်တဲ့ဘဝများကိုပန်းဆိုင်နိုင်ကြပါစေခင်ဗျာ